အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါကျွန်တော်ရဲ့ Night Shot Europe Photo and Video Service ကနေမိတ်ဆွေများကိုအလဲခေါ်သွားချင်တာကတော့ပြင်သစ်နိုင်ငံ ပါရီမြို့ကနေနန်နမိတ်ချင်းထိဆက်နေတဲ့ Belgium နိုင်ငံရဲ့မြို့တော် Brussels မြို့ကိုပါရီကနေကြည်စံရထားနဲ့တက်တာတဲ့ဈေးနဲ့နေချင်းမြန်အလဲသွားနိုင်မဲ့အကြောင်းအရာဖြစ်ပါတယ်ပြင်သစ်လို Brussels လို့အတန်ထွက်ရပါမယ် Belgium ရဲ့မြို့တော် Brussels မြို့ကတော့ပါရီမြို့လေကောင်ကနေအဖြောင့်တိုက်ရင်အရှေ့မြောက်ဘက်45ဒီဂရီလောက်မှာ263 3ကီလိုမီတာအခွာဝေးမှာရှိပါတယ်အခုဗီဒီယိုမှာပြောပြမဲ့အကြောင်းအရာကတော့ဘရပ်ဆဲကိုရောက်ပြီးတဲ့အခါလေပတ်ချိန်၄နာရီလောက်ဘရပ်ဆဲဘူတာနဲ့အနီးတစ်ဝိုက်ထင်ရှားတဲ့နေရာတချို့ကိုလမ်းလျှောက်လေပတ်ကြမှာဖြစ်ပါတယ်အခုကျွန်တော်ရောက်နေတဲ့နေရာက ပုံထဲမှာကတော့ပါရီရဲ့နာမည်ကြီးဘူတာတွေတဲကတခုဖြစ်တဲ့ပါရီကားဂျူနော်ကိုခေါ်တဲ့ဘူတာကြီးဖြစ်ပါတယ်အခုတွေ့နေရတဲ့အနီရောင်ယထာကတာလီစ်လို့ခေါ်တဲ့ယထာလိုင်းဖြစ်ပါတယ် ဘရပ်ဆဲကိုသွားဖို့အဆင်ပြေဆုံးဖြစ်ပြီးတနာ yı နဲ့မိနစ်20နဲ့တင် တိုက်ရိုက်ရောက်မှာဖြစ်ပါတယ်ဒီအပြာရောင်ကတော့ကျွန်တော်စီးမဲ့ဈေးသက်တာတဲ့ we go ဆိုတဲ့ရထားလိုက်မှာခြားလိုက်တွေလည်းရှိပါတယ်ဘရပ်ဆဲကိုသွားတဲ့နီလန်းတွေအများကြီးထဲမှာအဆင်ပြေဆုံးကတော့တာလစ်ရထားလိုက်ဖြစ်ပေမဲ့ရထားလက်မဲ့ဝယ်တာကတော့သွားမဲ့ရက်ကိုကပ်ပြီးမှဝယ်ရင်တချောင်းကို အနည်းဆုံးယူရို60ကျော်ကနေ100ကျော်အထိပေးရနိုင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့2024ခုနှစ်ဒီဇင်ဘာလ19ရက်နေ့ကပုံမှန်ဈေးတွေတက်တာပြီးခီးစဉ်တဲ့တိုးချက်ပြေးဆွဲခဲ့တဲ့ V6 ရထားလိုင်းရဲ့ Paris Brussels ခီးစဉ်ကိုကျွန်တော်တော့ပြတဲ့ခီးစဉ်လေးဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုရိုက်ကူးတဲ့2025ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာတွားဖို့အတွက်တလားလောက်ကြိုတင်ဝယ်ထားတာဖြစ်လို့တရောက်အတွက်10ယူရိုပဲပေးရပါတယ်။ဒီ V6 ရထားလိုင်းကမြို့တိုင်းကို မရောက်ပေမဲ့သတ်မှတ်ထားတဲ့နာမည်ကြီးမျိုးတွေကိုဆွေးသက်တာတဲ့ဆင်းနဲ့ပြေးဆွဲပါတယ်။ကြားရင်မှာခီးထွက်ဖို့အတွက်လက်မှတ်ကိုဝယ်တဲ့အခါမှာစောင်းနိုင်မြအစောဆုံးဝယ်နိုင်ရင်တော့ဈေးအသက်စာဆုံးဈေးနဲ့ရနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ပြင်သစ်နိုင်ငံရဲ့အရှိဆုံးကဂျာမနီနဲ့နယ်စပ်ဖြစ်နေတဲ့ Strasbourg မြို့လေးကိုစီးချိန်တနာ45မိနစ်ကြီးကွာဝေးကိုတက်တာတဲ့ဈေးနဲ့16ယူရိုနဲ့သွားနိုင်ပါတယ်။တခါပြင်သစ်နိုင်ငံရဲ့အနောက်ဖျားမှာရှိတဲ့ Brest ဆိုတဲ့မြို့လေးကို၄နာရီကြာစီးရတဲ့ခရီးကို တချောင်းကို19ယူရိုနဲ့ရနိုင်တဲ့ရက်တွေလဲပြာရောင်အဝိုင်းပုံ application နဲ့ပဲဖြစ်ဖြစ် website ကနေပဲဖြစ်ဖြစ်ရက်လိုက်ဈေးနှုန်းတွေပြထားပေးလို့ကိုယ်နဲ့အဆင်ပြေမဲ့ရက်ကိုရွေးဝယ်ရုံပါပဲကျွန်တော်ကတော့မြို့တစ်မြို့ကိုမလဲခင်တမိုင်းဝင်နာမည်ကြီးတွေလဲရမယ့်နေရာတွေကိုအရင်ရေးမှတ်ပါတယ်ပြီးတော့အဲ့ဒီမြို့ရဲ့ public transport သွားလာနိုင်မဲ့ ်အထားလက်မှတ်ဝယ်ရမယ့်စနစ်တွေစိနှုံးတွေကိုရေးမှတ်တယ်ဘာလို့လဲဆိုတော့ပြည်သင့်နိုင်ငံထဲမှာတော့မှတမျိုးနဲ့တမျိုးစိနှုံးတွေမတူသလိုတချို့နေရာတွေမှာမိသားစုလက်မှတ်ဆိုပြီးတော့တယောက်စာဝယ်တာတဲ့မိသားစု၃ယောက်ဆိုပြီးတော့ group ticket လိုမျိုးတွေကထူးဆေးတွေနဲ့ပို့သက်တာပါတယ်အခုကျွန်တော် Brussels Midi ဆိုတဲ့ဘူတာကြီးသူတို့အခေါ်ဝ Brussels Side ဘူတာကြီးကိုရောက်ပါပြီခင်ဗျာဘူတာကြီးကိုရောက်ပြီးတဲ့အခါမှာ Google Map နဲ့ရှာလို့ရှိရင် service de pension လို့ခေါ်တဲ့စာလုံးရိုက်ရှာရင်အနီအောင်ရုံးပုံလေးရဲ့ညာဘက်ကိုကြည့်လိုက်တဲ့အခါမှာအခုမြင်နေရတဲ့အမြင့်ဆုံးတိုက်ကြီးဘက်ကိုတဲ့တဲ့ဆက်လျှောက်ပါဒါဆိုရင်나이ဝက်တွင်ကျွန်တော်လဲမဲ့မြို့လေကိုရောက်မှာပါကျွန်တော်ကတော့မိတ်ဆွေတွေနဲ့ထမင်းစားဖို့ကျွန်တော်လဲမဲ့နေရာတွေဒါရိုက်မသွားသေးပဲနဲ့ဘယ်ဘယ်ချမ်းကလမ်းကြားလေးတွေဝင်ပြီးတော့ လမ်းလျှောက်ပြီးလျှောက်လေပါလေခင်ဗျာအခုမြင်နေရတာကစာအုပ်အမြင့်ကြီးရတော့မဖြစ်မနေလဲရမယ့် process ရင်မြင်ဖြစ်ပါတယ်တလန်းဝင်တလန်းထွက်ကြီးလိုက်တဲ့နေရာတိုင်းလမ်းလေးတွေအိမ်လေးတွေကအကုန်လုံးကလှနေကြပါတယ်ခင်ဗျာအခုမြင်နေရတဲ့စာအုပ်ကတော့ boost the brussel လို့ခေါ်ပါတယ်အဲဟိုးနောက်မှာမြင်ရတဲ့အမြင့်ဆုံးနေရာကတော့ဒီဆောက်ဦးကမဖြစ်မနေသွားရောက်လဲပတ်ရမယ့် ကျွန်တော် process ရင်ပြင် ground plus လို့ခေါ်တဲ့ process ရင်ပြင်ဖြစ်ပါတယ်အခုမြင်ရတဲ့ booster bruiser ရဲ့အနောက်ဖက်9မိနစ်လောက်ရှောက်တာ ਨੇ process ရင်ပြင် ground plus အင်္ဂလိပ်လို့ဆိုရင်တော့ grey square ပေါ့အဲ့ဒီနေရာကို9မိနစ်နဲ့ရောက်ပါမယ် ဒီအခုတွေ့ရတဲ့ booster bruce ရဲ့အရှိ main line မှာကတော့နာမည်ကြီးဆိုင်နေနဲ့ပြည်နေပါတယ်မိတ်ဆွေများအနေနဲ့အချိန်ရလို့ဆက်လည်နိုင်ရင်တော့ Palais Royal de Bruxelles လို့ခေါ်တဲ့ Brussels ရဲ့နံတော်ကိုလေ့လို့ရပါတယ် Brussels မြို့ဟာဆိုရင်ဥရောပပါလီမန်ရုံးထဲရှိလို့ဥရောပမှာအရေးကြီးတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ကကားနဲ့လည်းမယ်ဆိုရင်တော့ Brussels ရဲ့မြောက်ဖက်ကားမောင်းပြီးလည်ရင်နှစ်နာရီလောက်မောင်းရတဲ့နေရာမှာ Bruges ဆိုတဲ့မြို့လေးကလွန်စွာမှတ တာယာလှပပြီးတူရစ်စ်တွေနဲ့အမြဲဖြစ်နေတဲ့မြို့လေးဖြစ်ပါတယ်။ဥရောပရဲ့မြောက်ပိုင်းဗင်းနစ်လို့တော့မှတင်စားခေါ်ဝေါ်ကြပါတယ်။အရင်သိရင်ကျွန်တော်နောက်ဗီဒီယိုတွေမှာဘရုရှ်ကိုလဲတဲ့အကြောင်းကိုကျွန်တော်ဖော်ပြပါမယ်ခင်ဗျာ။ဒီနေရာမှာကြုံကြိုက်လို့ကျွန်တော်ပြောချင်တာကပြင်သစ်နိုင်ငံပါရီမြို့ကိုအလဲလာဖို့လေရင်လက်မှတ်ဝယ်တဲ့အခါမှာလေစိတ်၃ခုရှိတဲ့အထက်ကတင့်တော်ဆုံးကတော့ရှာတဂေါလေစိတ်ဖြစ်ပါတယ်။ကျန်တဲ့နှစ်ခုကတော့အော်လီလေစိတ်နဲ့ဘိုဘဲဆိုတဲ့လေစိတ်ဖြစ်ပါတယ်။ရှာတဂေါလေစိတ် ကပါရီမြို့ကနေမြောက်ဖက်ကီလိုမီတာ20ကျော်လေးမှာပဲဝေးတာဖြစ်ပြီးတော့လေကြောင်းလိုင်းကြီးအများဆုံးဆင်းသက်တဲ့လေစိတ်လည်းဖြစ်တဲ့အပြင်ပါရီကိုသွားဖို့အတွက်ရထားလိုင်း shuttle bus တွေရှိပါတယ်။နောက်ပြီးတော့ရထားလိုင်းတစ်တွေလည်းထပ်မံတိုးချဲ့ ဖြစ်ဆွဲဖို့အတွက်စောက်လုံနေတာတွေ့ရပါမယ်။ရှာတကောလေစိတ်ပြီးတော့ဒုတိယအဆင်ပြေတဲ့လေစိတ်ကတော့ပါရီရဲ့တောင်ဘက်မှာနည်းနည်းလေးပိုဝေးတဲ့အော်လီလေစိတ်ဆိုတာဖြစ်ပါတယ်။အော်လီလေစိတ်ကတော့လေရင်ကြီးတွေအဆင်နေပါတယ်။တွားရည်လာရည်တော့အဆင်ပြေပါတယ်။ Shuttle train လေးတွေပြထားလိုက်နေတဲ့ပါရီကိုကြောက်အောင်သွားနိုင်ပါတယ်။တတိယလေစိတ်တစ်ခုဖြစ်တဲ့ Bovel လေစိတ်ဆိုတာကတော့ဖြစ်နိုင်ရင်မရွေးချယ်သေးခြင်းမဟုတ်ခင်ဗျာ။ဘာလို့လဲဆိုတော့လေရင်ကဈေးသက်သာတာမှန်ပေမဲ့ပါရီကိုလာဖို့အတွက် Shuttle စ်2နာရီလောက်စီးတော့မှပါရီရဲ့စင်ကြီးဘုံနေရာကိုရောက်ပြီးတော့မြို့ရဲကိုမြေအောင်ရထားလိုက်သို့မဟုတ်ဘတ်စကားလိုက်နေနဲ့ဆက်စီးလို့ရပါတယ်။မိတ်ဆွေများအနေနဲ့အဲ့ဒီဘိုဘဲလေးစိတ်ကနေပြီးတော့ပါရီကိုတက္ဆီငှားစီးမယ်ဆိုရင်တော့အဆင်မပြေနိုင်ပါဘူးခင်ဗျာ။အနည်းဆုံး2နာရီကျော်လောက်မောင်းရမယ်ခီးဖြစ်ပါတယ်။ပါရီလေးစိတ်တွေရဲ့အကြောင်းနဲ့ပြင်သစ်ကိုဆိုက်ရောက်သို့မဟုတ်ထွက်ခွာတဲ့အကြောင်းအရာတွေကိုနောက်ထပ်အကြောင်းအရာတစ်ခုအနေနဲ့ဖော်ပြပါမယ်ခင်ဗျာ။အခုမြင်နေရတဲ့ကွက်လက်နေရာက plus to brookel လို့ခေါ်တဲ့နေရာဖြစ်ပါတယ်ခင်ဗျာကြုံကြိုင်းလို့ပါရီရဲ့ယထာကဈေးတွေကိုပြောပြရမယ်ဆိုရင်ဘတ်စကာတမတ်တိုင်မဲ့ CC ဒိတ်ဆုံးအထိပဲ CC 2ယူရိုပါကားပေါ်တက်တော့မှရှင်မောင်းစီမှာလက်မှတ်ဝယ်ရင်တော့2ယူရိုပဲကျပါတယ်ဒါကလည်း2025ခုနှစ်မှာ တတ်မှတ်လိုက်တဲ့ဇေနှုန်အစ်စ်ဖြစ်ပါတယ်။ပါရီရဲ့လေးစိတ်ရှာဒဂေါ်ဆိုတဲ့လေးစိတ်ကနေရိုးရိုးယထားလိုင်းဖြစ်တဲ့အာရိယာဘီလိုင်းနဲ့စီးလို့ရှိရင်ပါရီမြို့ရဲ့အထိ73ယူရိုတနါရီလောက်နဲ့ရောက်ပါတယ်ခင်ဗျာ။ကျွန်တော်ကြုံမှုတာကတော့လေးစိတ်မရောက်ခင်တပူတာကနေလေးစိတ်စုံဆိုတာတည်တံ့တတ်မှတ်ထားလို့တပူတာတဲ့ကိုကျွန်တော်73ယူရိုပေးပြီးစီးရပါတယ်ခင်ဗျာ။အဲအခုမြင်နေရတဲ့အဆောက်အဦအမြင်ကြီး Chrome Plus ဆိုတဲ့နေရာကိုရောက်ပါပြီ။ ဂျာဒီရူကညဏ်နေဆောင်လေးဖြစ်တဲ့အတွက်အလွန်ပဲตายရပါတယ် Chrome Plus လို့ခေါ်တဲ့ Brussels ရင်ပြင်ဟာ Brussels မြို့ရဲ့မြို့လေကောင်တဲတဲ့မှာရှိပါတယ်သူ့ရဲ့ပတ်ပတ်လေမှာမြို့တော်ခမ်းမမေဇွန်ဂျူဝါလို့ခေါ်တဲ့ဘရင်အိမ်တော်ရုံးအဆောက်အဦတွေနဲ့ဝင်းရံလျက်ရှိပါတယ်နမေဂျီစာရေးဆရာဗီတာဟူဂိုက ကဘာပေါ်မှာအလှဆုံးနေရာတစ်ခုလို့တော့တင်စားခဲ့ပါတယ်1998မှာ UNESCO မှကဘာအငွေနှစ်စည်းရင်းသွင်းခဲ့တာဖြစ်ပါတယ်အခုရောက်ရှိနေတဲ့ Chrome Plus ဆိုတဲ့ကျွန်တော် Brussels ရင်မြင်ကတော့ညရာသီမှာဆိုရင် tourist တွေနဲ့ အမျက်စီကားနေပါတယ်တပုံဗီဒီယိုရိုက်လို့မဝနိုင်အောင်ပါပဲခင်ဗျာဥရောပရဲ့မြို့ကြီးတွေရဲ့ထုံးစံတိုင်းမြို့တိုင်းမှာမြို့လည်ရင်ပြင် square ဆိုပြီးတော့ရှိပါတယ်အခုမြင်နေရတဲ့လမ်းညာလေးနေရာတိုင်းတဲတဲသွားလို့ရှိရင်တော့ဘုရားကြီးကိုနိုင်ရွက်တွင်းမှာပြန်ပြီးတော့ရောက်နိုင်ပါတယ်မိတ်ဆွေတို့အနေနဲ့ဆက်လက်မယ်ဆိုရင် process ရဲ့အထိမ်းအမှတ်ဖြစ်တဲ့ အတူမြန်စွာဝလည်းနဲ့လဲနိုင်ပါတယ်ကုကားနဲ့ကိုလဲမယ်ဆိုရင်တော့ကျွန်တော်တို့ငငယ်တုန်းကအကျောင်းစာထဲမှာသင်ရတဲ့ Waterloo စစ်ပွဲဖြစ်ခဲ့တဲ့နေရာကရော့ပုံချင်းသိတောင်ကုန်းထိပ်အဲ့ဒီချင်းသိတောင်ကုန်းထိပ်ရဲ့ဘေးမှာကပ်ရက်ကမြေအောက်ပြကန်းကိုလဲလဲလို့ရပါတယ်အဲ့ဒီပြကန်းကိုလဲတဲ့အခါမှာ 4D ရုပ်ရှင်ကြည့်ဖို့လဲတိုက်တွန်းနေပါတယ် 4D ရုပ်ရှင်ဆိုတဲ့အတိုင်းလူကိုယ်တိုင်ကမြင်းခွာတဲ့အနေနဲ့စစ်ပွဲရဲ့အလဲမှာရောက်နေတဲ့အတိုင်းပဲကျွန်တော်တို့ညှော်နှံ့နေရအစရအောင်လုပ်ထားတဲ့အတွက်ကြည့်ရတာတန်ပါတယ်ခင်ဗျာဘယ်ဂျင်မှာနာမည်ကြီးတဲ့ထင်ရှားတဲ့အစားအစာတွေကတော့ကျွန်တော်တို့ပမာရီထမင်းစားလို့သူတို့ကတော့အာလူကို ကြိုက်ကြတယ်စားကြပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဗမာပြည်မှာငငယ်ကကြက်ဥမုံလို့ခေါ်တဲ့ goof ဆိုတဲ့မုံတွေကိုသူတို့ cream နဲ့စားကြပါတယ်ကျွန်တော်အရေးကြီးတဲ့ထမှန်ဖြည့်ဆွက်ပြောချင်တာလေးရှိပါတယ်ဒီ week ကိုယထာလက်မကဈေးတက်တာတဲ့ယထာလိုင်းဖြစ်တဲ့အတွက်ယထာကဈေးနှုန်းကလက်ဆွဲအသေးတစ်လုံးသာပဲသတ်မှတ်ထားတာဖြစ်ပါတယ်အဲ့အကြီးတစ်လုံးသို့မဟုတ်စပိန်တစီသို့မဟုတ်ခွေးတစ်ကောင်အဲ့ဒီလိုမျိုးအပေါ်မိမိနဲ့ခီးသွားတဲ့အခါမှာပါမယ်ဆိုခဲ့ရင် လက်မှတ်ဝယ်တဲ့အချိန်မှာတခါတည်းနဲ့အိတ်ဖိုးစပိန်သို့မဟုတ်ခွေးဒီဥစ္စာတွေအတွက်ဝယ်ရပါမယ်အဲ့ဒီလိုမှမဝယ်မိပဲနဲ့ဘူတာပလက်ဖောင်းအဝင်ချက်မှအိတ်ဖိုးပေးရမယ်ဆိုရင်30 45 60ယူရိုစသဖြင့်အိတ်အသေးကြီးလိုက်ထပ်ပြီးတော့အိတ်ဖိုးထပ်မံပေးဆောင်ရတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတိုက်တောင်းလေးမှာလူတွေဝိုင်းအောင်ကြည့်နေရတော့ဘရဆက်ရဲ့နာမည်ကြီးတဲ့အမတ်သားလေးဖြစ်တဲ့မနီကန်ပိစ်လို့ခေါ်တဲ့18ရာစုကကလေးလေးတယောက်အရှူရှူပေါက်နေတဲ့ကြီးရုပ်ထုလေးဖြစ် ပါတယ်အမတ်တရားပစ္စည်းတွေတော့ချိတ်သေးနောက်ဆုံးချောကလက်တွေကအစားဒီကလေးရုပ်ပုံလေးနဲ့ကျောင်းတာတွေတွေ့ရပါမယ်အခုဆိုရင်ကျွန်တော်ပြန်မှုအတွက်ဘူတာကြီးဘက်ကိုရှောက်လာပါပြီအခုဒီလမ်းညာလေးအတိုင်းပဲတဲ့တဲ့ဆက်လျှောက်လို့ရှိရင်တော့ဘူတာကြီးကိုနိုင်ရွယ်အတွင်းပြန်ရောက်နိုင်ပါတယ်အဲဒီမြင်ရတဲ့တိုက်အမြင်ရတော့တူရမီဒီလို့ခေါ်တဲ့တိုက်ဖြစ်ပါတယ်ဒီဘက်တွေ့ရတဲ့ကားတွေ ထရမ်နေပြေးဆွဲနေတဲ့လမ်းမကြီးရတော့ကျွန်တော်ရောက်တော့ဟိုမတူတဲ့တစ်ဖက်ထိတ်ကနေထွက်တဲ့အတွက်ဘယ်ဘက်ကနေပဲတော်သွားတိုက်အမြင့်ရှိတဲ့ဘက်ကိုဥတီပြီးသွားရင်လဲရတဲ့မြို့လေကိုရောက်ပါတယ်ဒီဘက်မတူတဲ့လမ်းမကြီးရဲ့ဒီဘက်မှာဆိုရင်တော့ရုံနဲ့အဆောက်အဦအမြင့်ကြီးတွေကိုတွေ့ရပါမယ်ဒါကတော့ဘူတာရဲ့အလယ်မိန်ဝင်ပေါက်ဖြစ်ပါတယ်ခင်ဗျာနောက်ကိုလည်းပြည်နှစ်နိုင်ငံပါရီမြို့ဖြင့်တခြားမြို့တွေဥရောပရဲ့တခြားမြို့တွေ တပ်ပတဲ့နေရာတွေကိုဗီဒီယိုဓာတ်ပုံတွေနဲ့ရိုက်ကူးတင်ဆက်ပေးမှာမို့လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါခင်ဗျာအခုဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ Merci beaucoup à bientôt